ားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်စောရေမောင်ပါခင်ဗျာ Pop Entertainment အစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခေါက်တင်ဆက်ပေးမယ်အကြောင်းအရာကတော့ဓာတ်ပုံပေါ်မှာအပြေရှားမရကြောက်စရာကောင်းတဲ့ပုံရိပ်တွေအကြောင်းမတော်တဆရိုက်မိခဲ့တဲ့ပုံရိပ်တွေအကြောင်း Top 5အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အစီအစဉ်လေးမစခင် Like Share Subscribe အားလုံးအားပေးလိုက်ကြပါဦးခင်ဗျာဟုတ်ကဲ့စီစဉ်စားလိုက်အောင်ခင်ဗျာ တ်တဲ့ The Lady ဟုတ်ကဲ့ဒီဗီဒီယိုထဲမှာပါတယ်မိန်းကလေးတစ်ယောက်ရဲ့ပုံကို ကြည့်လိုက်ပါခင်ဗျာဘာမှထထူးဆန်းဆန်းမရှိပါဘူး ဒါပေမဲ့ဒီနေရာမှာစက်သိမ်းထားစရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုရှိနေပါတယ်ခင်ဗျာပြိတ္တတို့တတိထားမိမှာမဟုတ်ပါဘူးခင်ဗျာဒီမိန်းမကြီးတဦးကသူတယောက်တည်းအတွက်ပုံရိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့တပ်ပုံစေးလိုက်တဲ့အခါမှာဒီအမျိုးသမီးတဦးပဲမဟုတ်ပဲသူ့ရဲ့နောက်ဘက်မှာလူတယောက်ပါကတ်နေတာကိုတွေ့လိုက်ရတယ်ဗျပြိတ္တတို့ပုံကိုတတိချာချာကြည့်လိုက်ပါခင်ဗျာအနောက်မှာဦးကောင်းပဲပေါ်နေတဲ့အမျိုးသားကြီးတယောက်ပါလာနေတယ်ခင်ဗျာဒီအမျိုးသားကြီးပါလာနေတာကိုမြင်လိုက်တဲ့အခါမှာဒီမိန်းမကြီးက လုံးဝမယုံနိုင်လောက်အောင်ငိုပြီးတော့ဒါကသူ့ရဲ့ယောက်ျားဖြစ်ပြီးဒီဓာတ်ပုံမရိုက်ခင်လွန်ခဲ့တဲ့နှစ်ပေါင်း73နှစ်လောက်ကတည်းကသူ့ရဲ့ယောက်ျားကတေဆုံးသွားခဲ့တာကိုပြောပြလာခဲ့တယ်ဗျသူ့ရဲ့ယောက်ျားဖြစ်ကြောင်းပြောလိုက်တယ်ဗျစက်တီထားစရာအရန်ကောင်းတဲ့ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်ခင်ဗျာဒါက Photoshop ပညာနဲ့လုပ်ထားတဲ့ပုံလားဆိုပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါ Photoshop မဟုတ်ဘူးဆိုတာ သေးသေးရှာရှာတီးလိုက်ရပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်ဒီပုံကတတော်ကိုကြောက်စရာကောင်းတဲ့ပုံမဖြစ်ကြံရစ်နေခဲ့ပါတယ်ခင်ဗျာ။နံပါတ်1 The Ghost 1959ခုနှစ်မှာ March 22ရက်နေ့ Lisswich Suffolk England မှာမေပိုချင်နရီနဲ့သူ့ရဲ့အမျိုးသားကလွန်ခဲ့တဲ့တပတ်ကမှမိတကြိုခဲ့တဲ့သူမရဲ့အမေအုတ်ကူရှိတဲ့တင်းကြိုင်းစီကိုဓပုံရိုက်ဖို့သွားလိုက်တယ်ပြ။သူမရဲ့ယောက်ျားကအကားပေါ်မှာစောင့်နေပြီး Marble Chinnery ကသူ့အမေအုတ်ကူကိုဓပုံသွားရိုက်လိုက်တယ်ခင်ဗျ။အဲ့ဒီအချိန်မှာဘာမှထွေထွေထူးထူးမရှိသေးပါဘူး။ Marble Chinnery ကလာလန်းအတိုင်းပြန်လာခဲ့တယ်ပြ။အဲ့ဒီမှာ Marble Chinnery ကအသွေးတစ်ခုဝင်လာပြီ။ ြီးကားထဲမှာထိုင်ဆောက်နေတဲ့သူ့ရဲ့အမျိုးသားကိုဓပုံလမ်းရိုက်လိုက်တယ်ဗျ။အဲ့ဒီအထိတော့ဘာမှမထူးခြားသေးပါဘူး။အဲ့ဒါနဲ့သူတို့ရိုက်ထားတဲ့ဓပုံကိုဆေးပြီးထုတ်လာတဲ့အခါမှာကားပေါ်မှာရှိတဲ့ Marble Chinery ရဲ့ယောက်ျားကဓပုံထဲမှာသူတယောက်ထဲမဟုတ်ဘူးဗျ။ပုံထဲမှာတည်တည်ရှာရှာကြည့်လိုက်တဲ့အခါမှာအဲ့ဒီ Marble Chinery ရဲ့ယောက်ျားအနောက်မှာ လူတယောက်ထိုင်နေတာကိုသေချာစွာတွေ့မြင်နေရတယ်ဗျ။အဲ့ဒီလူကို Marble Chinery မြင်လိုက်တဲ့အချိန်မှာတော်တော်လေးကိုလန့်သွားခဲ့ရပါတယ်ခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပုံထဲမှာပါလာတဲ့လူကသေဆုံးပြီးတဲ့သူမရဲ့အမေဖြစ်နေပါတယ်ခင်ဗျာ။အယန်းကိုကြောက်စရာကောင်းတဲ့ပုံပါပဲခင်ဗျာ။ပိုသေးချာသွားအောင်ပုံကိုစမ်းသပ်စစ်ဆေးလိုက်ပေမဲ့ဘာအဲ့ဒီမှာလှုပ်ထားခြင်းတဲ့လွန်စအခုမှမကြံခဲ့ပါဘူးခင်ဗျာ။ပရိသတ်တွေရောဘလို့တင်လဲဗျ။တကယ်ပဲဒါကသေလား။ ဲ့ဒီအချိန်တုန်းကအခုခေတ်လို Photoshop editing software တွေပပညာညာမရှိသေးဘူးဆိုတော့တတော်ကိုစဉ်းစားစရာတစ်ခုဖြစ်နေပါပြီခင်ဗျာကြောက်စရာလည်းကောင်းပါတယ်နံပါတ်3 Freddy Jackson ဒီပုံကို1919ခုနှစ်မှာရိုက်ခဲ့ပြီး1995ခုနှစ်လောက်မှာ Sir Victor Goddard က publish လုပ်လိုက်တဲ့ဗျ1919ခုနှစ်မှာ Goddard အဖွဲ့ကအထင်အမှတ်ဖြစ်စေရန်အတွက်ဓာတ်ပုံတစ်ပုံကိုစူးစီးရိုက်လိုက်တယ်ခင်ဗျာသူတို့က World War ကပတ်တမစစ်ပွဲထဲမှာတိုက်ခိုက်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ထူးဆန်းလွန်တာကသူတို့အဖွဲ့အသံအလုံးအပါအဝင်အပူအသေးရောက်လဲထူးထူးဆန်းဆန်းပါနေတယ်ဗျပေါ်ဆုံးတံတန်းဘယ်ဖက် ၄ယောက်မြောက်လောက်မှာလူတစ်ယောက်ရဲ့အနောက်ဘေးကက်လောက်မှာ မျက်နှာမုံမုံလေးကိုတေးချစွာတွေ့နေရတယ်ခင်ဗျာဒီမျက်နှာဟာ Freddy Jackson ရဲ့မျက်နှာပါလို့လေးရင်ပေါ်မှာမတဲမတ်ပဲနှစ်ရက်လောက်ကတည်းကတေးဆုံးသွားခဲ့ရတာပါလို့အားလုံးကထွေရောက်ပြောဆိုကြတယ်ဗျကျောင်းစရာပိုကောင်းတာက Freddy Jackson ရဲ့အာတူပါကိုအဲ့ဒီနေ့မှာပဲလှုပ်ပြီးနေကြတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတော့အဲ့ဒီနေ့မှာသူတို့အဖွဲပုံလေးရိုက်ဖြစ်ပါတယ်ဒီအဖွဲသားတွေအားလုံးဟာဒီမျက်နှာဟာ Freddy ပါလို့ချက်ချင်းဖော်ထုတ်နိုင်ခဲ့ကြတယ်ဗျမယုံရှင်ပေမဲ့သူတို့တွေအားလုံးဟာ က်ဒီကသူသေးတာကိုမသိတဲ့အတွက်ပုံအတူတူလာရိုက်ခဲ့တာပါလို့ယုံကြည်ပြောဆိုကြပါတယ်ခင်ဗျာဘလို့လဲပြတ်တော့ဒါတကယ်ပဲလားဗျနံပါတ်၄ The Terror Doctor ဒီတပုံကတော့နမယကြီးဆုံး internet gym ဖြစ်နိုင်တယ်လို့ကျွန်တော်တို့ရဲ့တမိုင်းမှာခြားပါလွန်တဲ့ dinosaur pterodactyl ပုံတပုံလည်းဖြစ်နိုင်ပါတယ်ခင်ဗျဒီ story အနေနဲ့ဆိုရင်1664ခုနှစ်မှာစစ်သားအဖွဲ့တစ်ဖွဲ့ကထူးဆန်းလွန်တဲ့ကြီးမားပြန်တန်းတတ္တဝါအရာတစ်ခုကို Vicksburg မှာပြစ်ချတန်နိုင်ခဲ့တယ်လို့ပြောပါတယ်အဲ့ဒီကြီးမားတဲ့အကောင်ကိုတေးချာကြည့်လိုက်တဲ့အခါမှာ pterodactyl အကောင်နဲ့အရန်ကိုတွေ့နေပါတယ်ခင်ဗျဒါပေမဲ့တိတ်ပ ဘညာရှင်တွေအနေနဲ့ဆိုရင်ဒီ Pterodactyl အကောင်တွေကနှစ်ပေါင်း65မီလီယံကျောက်ခေတ်ကတည်းကမျိုးတုံပျောက်ကွယ်သွားပြီဗျ။ Dinosaur မျိုးနွယ်စုတတ္တဝါတစ်မျိုးလို့ယုံကြည်ထားကြတာဗျ။ဒါပေမဲ့ဒီကြီးမားလွန်တဲ့တတ္တဝါကို1664ခုနှစ်မှာထပ်ပြီးတွေ့ရှိခဲ့တာဆိုတော့အရန်ကိုထူးဆန်းလွန်နေပါပြီခင်ဗျာ။ ီပုံကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာလဲပြန်လဲပြုတ်ပြင်ထားတာတွေမရှိပဲတကယ့်အစ်စ်နဲ့လုံးဝခွဲလို့မရခဲ့ပါဘူးခင်ဗျာ1984ခုနှစ်မှာပြုတ်ပြင်လို့မရစေမဲ့ program software လည်းမရှိခဲ့ဘူးဆိုတော့လေဒါဆိုဒီ Terra Dactyl ဆိုတဲ့ account ဒါမှမဟုတ် dinosaur တွေကကျွန်တော်တို့မသိနေတဲ့နေရာမှာအသက်တွေ selection တန်းနေတုန်းလားဗျရုပ်ကျင်ဇက်ကားတွေထဲကလို့ကပအလဲ center of the earth အဲ့ဒီနေရာလေးမှာတို့တကယ်နေထိုင်နေကြမယ်ဆိုရင်ကိုဖြစ်နိုင်မယ် ထင်လားဗျကွန်မန့်ထဲမှာဝင်မှလိုက်ကြပါခင်ဗျာနံပါတ်5 The Cooper Family 1950ခုနှစ်မှာ Cooper Family စီပိုင်းပြုလုပ်တဲ့မိသားစုတစုက Texas မှာရှိတဲ့အိုဟောင်းနေတဲ့အင်ဂျီတလုံးကိုဝယ်ပြီးတော့ဒီအင်အိုလေးတဲကိုရှက်ချင်းပြောင်းလာ ခဲ့ကြတယ်ဗျအဲ့ဒီသူတို့ပြောင်းလာတဲ့ညမှာပဲ အဖေဖြစ်တဲ့သူကသူ့အမေနဲ့အဖွားနှစ်ယောက်ကလေးနှစ်ယောက်ကိုပွင့်ချီထားတဲ့ပုံကိုအသည်းစားခန်းထဲမှာရှိတဲ့ခုံနားမှာရိုက်ပြလိုက်တယ်ဗျ။တပ်ပုံထဲမှာတော့ရောက်တိုင်းကပျော်ရွှင်နေကြတဲ့ပုံပေါ်လာပါတယ်ခင်ဗျ။ဒါပေမဲ့ပုံကိုတည်တည်ရှာကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အနောက်ဘက်ဒေါင်လေးတနေရာမှာလူတစ်ယောက်အလောင်းတွဲလောင်းကျနေတဲ့ပုံလေပါနေတာဗျ။ တော်လေးကိုကြက်တိန်ထားစီဟာကောင်းပါတယ်ဒီတွဲလောင်းကြနေတဲ့ခန္ဓာကိုယ်ကသူတို့ဓာတ်ပုံရိုက်နေတဲ့အချိန်မှမတွေးခဲ့ပါဘူးခင်ဗျာအဲဆိုရင်ဒီအရာကဘယ်ကနေပေါ်လာတာလဲခင်ဗျာတယောက်မှမသိပါဘူးဒီအရာကအရင်အိမ်ပိုင်ရှင်ရအလောင်းလာဗျာဒီဓာတ်ပုံလည်း online ပုံမှာပြန့်နှံ့သွားခဲ့ပြီတော့ချို့လူတွေကအဲ့ဒီအိမ်မှာသူတို့မိသားစုမလာခင်အရင်ကလူအစိမ့်တေးခဲ့လို့ဒီဓာတ်ပုံပေါ်မှာတွဲလောင်းကြနေတဲ့ခန္ဓာကိုယ်ကိုတဆေးလို့ထင်မြင်ယူဆကြပါတယ်ခင်ဗျာကျွန်တော်သားဆိုဒီအိမ်မှာထပ်ပြီး နေရမှာမဟုတ်ပါဘူးခင်ဗျာပြိတ္တတွေရောဒီပုံကိုဘလို့မြင်လဲဗျတကယ်ပဲတရေတစီလားဒါမှမဟုတ်တပ်ပုံကူးတုံးကအယောင်ပြန်ဟတ်လို့အဲ့လိုပုံထွက်လာတာလားသူတို့ပြောပုံကတော့ဒါကအက်တမဟုတ်ဘူးလို့ပြောကြပြီမယ်ကျွန်တော်တို့အတိအကျမပြောနိုင်ဘူးလေဗျဟုတ်ကဲ့ပါ ဒီ season ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်ကျေးဇူးအထူးကိုတင်ချင်ပါတယ်ခင်ဗျ။စိုက်နေတဲ့ကြမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။နောက်အပတ်လာမယ့် season တွေအားလုံးကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦးလို့ကျွန်တော်မေတ္တာရက်ခံအားချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကောင်းသောနေ့ပါခင်ဗျာ။